္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့အားလုံးစောင့်မျှော်နေကြတဲ့ဟောလိဝုဒ်ရဲ့ဘယင်တစ်ပါးပြန်လာပါပြီ ဟုတ်ပါတယ်လီယိုနာໂດဒီကာပရီယိုပါ ဂီလာဆော့တဲ့ flower moon ပြီးနောက်သူပြောင်းနေခဲ့တာကြာပါပြီအခု2025ခုနှစ်မှာသူဟာ one but the afra another ဆိုတဲ့ရုပ်ရှင်နဲ့ပြည်သက်ရှိကိုပြန်ရောက်လာခဲ့ပါပြီဒီရုပ်ရှင်ကမထွက်ခင်ကတည်းကလူပြောများနေတာပါဘာလို့လဲဆိုတော့ဒါနာမည်ကျော် driver ကြီး Paul Thomas Anderson နဲ့ Leo တို့ရဲ့ပေါင်းစပ်မှုဖြစ်တယ်လို့ Leo ကိုယ်တိုင်ကလည်းဒီကားအတွက်သူ့ပုံစံကိုလုံးဝပြောင်းလဲထားလို့ပါပဲ ဒီရုပ်ရှင်ကခေါင်းစဉ်အတိုင်းပဲတိုက်ပွဲတစ်ခုပြီးတစ်ခုရင်ဆိုင်ရမယ့်ကားမျိုးလားဒါမှမဟုတ်လီယိုရဲ့ထုံးစံအတိုင်းစိတ်ပိုင်းဆိုင်ရာဒုက္ခရောက်တဲ့ကားမျိုးလားဒီကားကရောသူ့အတွက်နောက်ထပ်အော်စကာတဆုဖြစ်လာနိုင်မလားအခု review မှာအသေးစိတ်သုံးသပ်ပေးသွားပါမယ်ဒီကားကလီယိုနာໂດဒီကာပရီယိုဘော့ဖာကူဆန်တီယာနာတေလာဘယ်ရလီဟေးနဲ့ဆင်ပန်ကာနေစတီဗင်ဂျီလော့ဂျော်နဲ့ ရကင်နာဟောရိုလိုထိတ်တန့်တရုပ်ဆောင်တွေရဲ့ပါဝင်မှုနဲ့အတူနိုင်ငံရေးပြိပခမိသားစုဒရာမာနဲ့အချက်ဇာတ်လမ်းတွေကိုပေါင်းစပ်ထားတဲ့ခမ်းနားတဲ့ဇာတ်ကားတကာဖြစ်ပါတယ် ရုပ်ရှင်ရဲ့အဓိကဇာတ်လမ်းက Bob Ferguson နဲ့ Beverly Hills ရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးကိုအခြေခံထားပါတယ်။သူတို့ဟာပြည်ရင်းပြိပခါနဲ့ဒေါ်လန်ရေးဖွဲ့ From 75ရဲ့နောက်ခံအခြေအနေမှာရပ်တည်နေရပါတယ်။ဒါဟာသူတို့ရဲ့အချက်ဇာတ်လမ်းနဲ့ကိုပိုင်ဘဝတွေကိုစိန်ခေါ်နေတဲ့ပတ်ဝန်းကျင်တစ်ခုပါပဲ။ဒီကားထဲမှာ Garner Steven J. Lodge လို့စန်းကျင်မဲ့ဆက်ကောင်လေး Dendra လို့ကုညီပံပိုးလူတွေပြီးတော့ Willa Ferguson လို့ မျိုးဆက်တဲ့စက်ကောင်လေးပါဝင်လာတဲ့အခါဇလန်းကပုံမူရှုပ်ထွေးနက်နဲလာပါတယ်။ဒါရိုးရှင်းတဲ့လူကောင်းလူဆိုးစကားမျိုးမဟုတ်ပါဘူး။လူသူချင်းစီရဲ့ကိုချင်းတရားဆိုင်ရာဒုယများအန္တရာယ်များတဲ့ရွေးချယ်မှုများနဲ့ဘဝတံမိုးတွေကိုမေးခွန်းထုတ်ထားတဲ့စကားတကားဖြစ်ပါတယ်။ ပေါ်တိုမက်စ်အန်နာဆန်ရဲ့ရိုက်ချက်ကတော့အမြဲလိုလိုအားကောင်းပါတယ်ဒီကားမှာလည်းသူဟာသူ့ရဲ့အမြင်အာရုံကို အပြည့်အဝဖော်ကျူးနိုင်ခဲ့ပါတယ်ဇလန်းဖွဲ့စည်းပုံစီနီမတိုဂရဖီနဲ့မျူးဇစ်စကိုးတွေဟာရုပ်ရှင်တစ်ခုလုံးကိုခမ်းနားထည့်ဝါပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အရှိန်အဝါကိုပေးဆွဲနိုင်ပါတယ်သူဟာဇာတ်ကောင်တွေရဲ့အသွင်းစိတ်နည်းနည်းမှုကိုအသေးစိတ်ဖော်ပြရမှာအမြဲလိုလိုအောင်မြင်သူပါပဲ။ လီယိုနာໂດဒီကာပရီယိုဟာဘော့ဖာဂူဆန်ဖြင့်သူ့ရဲ့စွမ်းဆောင်ရည်ကိုအမြင့်ဆုံးတိုင်းတာသည့်ပေးစွမ်းသွားခဲ့ပါတယ်။သူ့ရဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေဖခင်တို့ရဲ့တာဝန်ကိုရင်ဆိုင်ရတဲ့အခါဖြစ်ပေါ်လာတဲ့ပြင်းထန်တဲ့စိတ်ခံစားမှုကိုပြပြင်းအောင်တရုတ်ဆောင်နိုင်ခဲ့တယ်။ဒါပေမဲ့ဒီကာရဲ့အဓိကမိမောင်းထိုးပြစရာကတီယာနာတေလာဘေဗလီဟေးပါပဲ။သူမရဲ့စက်ကောင်ကတကယ်ကိုရှုပ်ထွေးပြီးတွေးစရာတွေအများကြီးပေးစွမ်းနိုင်ပါတယ်။ရဂီနာဟောနဲ့ဒင်းဒရာကလည်း ဘေးဆက်တက်တဲ့ဇက်ကောင်အဖြစ်အမှန်ရစရာကောင်းပါတယ်။ဒီကားကဘာလို့ဒီလောက်တောင်လူပြောများနေရလဲဆိုတော့ဘေဘလီဟေးရဲ့ဇက်ကောင်ပုံပေါ်မှုကြောင့်ပဲဖြစ်ပါတယ်။ရုပ်ရှင်ကဘေဘလီဟေးကိုကိုယ်ပိုင်ဖြောရှင်မှုနဲ့ဆက်လုရှားမှုကိုဦးစားပေးသူအဖြစ်တင်ဆက်ထားပါတယ်။ဒါအပြင်ဇက်ကောင်တစ်ခုဘေဘလီဟေးနဲ့ဒင်ဒရာရဲ့ဘဝမှာကြုံတွေ့ရတဲ့အကျိုးအမြတ်နဲ့ဆုံးရှုံးမှုအကျိုးကလည်းတွေးစရာအများကြီးပေးခဲ့ပါတယ်။ ဒီလို ethical dilemma ကိုချင်းတရားဆိုင်ရာဒွိယာများကိုဓာတ်ရိုက်မေးခွန်းထုတ်ထားတဲ့အတွက်ကြောင့်ဒီကတမယိုးကြရုပ်ရှင်ကြည့်ပြီးခန်းစားချက်မျိုးမပေးဘဲစိတ်ထဲမှာမေးခွန်းတွေတွေးစရာတွေအများကြီးကြံနေစီမှာတည်ကြပါတယ်။ဒါဆိုဒီကကြည့်လို့ကောင်းလား။အဖေကတော့သင်ကလီယိုနာဒိုဒီကာပရီယိုရဲ့ fan တယောက်ဆိုရင်ဒါမှမဟုတ်ရုပ်ရှင်ကားကောင်းတကားရဲ့အရာတာကိုခန်းစားခြင်းရင်ဒီကားကိုလုံးဝလက်မလွတ်တင်ပါဘူးကျွန်တော်ရဲ့ rating ကတော့တန်းမှာ8ပေးခြင်းပါတယ် မိတ်ဆွေတို့ရောလီယိုရဲ့ဒီရုပ်ရှင်တစ်ကိုကြည့်ပြီးကြပြီလားသူ့ရဲ့တရုပ်ဆောင်ချက်ပေါ်ဘယ်လိုမြင်လဲအော်စကာရနိုင်မလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်စကားလေးကိုဗီဒီယိုရဲ့ first comment မှာလင့်ချပေးထားပါတယ်ဒီလိုမျိုး review တွေကိုထပ်မံကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်